ရှစ်လသားလောက်ထဲကပေါ့ရှစ်လသားလောက်ထဲကထားခဲ့တာအဲ့တော့သူ့အဖေနဲ့လည်းတိတ်ပြီးတော့အဆင်မပြေဘူးလေနောက်ကမှရင်းနေရလဲတိတ်အဆင်မပြေဘူးပေါ့နော်စိတ်တော့မကောင်းဘူးကောနော်ဟိုကလေးထားခဲ့ရတယ်ဆိုတော့လည်းဗာပဲရှိဖြစ်အဲ့လိုမရနေတဲ့ခြောက်ပါလို့ဆေးပါစကွန်နေလောက်တဲ့တွေ့စကွန်နောက်မှပြန်တွေ့လာဟောအဲ့ရှစ်လထားကြတဲ့ထားကြတဲ့ဟာစကွန်နောက်ကြာမှပြန်တွေ့တာဘယ်လိုလဲဆိုတော့ဟို တော့ဆက်ဆက်ထမင်းဝိုင်းနဲ့စားနေတယ်။အများကြီးဖိမိပေါ့နေလက်ခေါ်တယ်။အများကြီးအားငယ်ကဒီဘာဟောသူကတော့အားငယ်မှာဟောလေဘာဖြစ်လို့အားငယ်တတ်တယ်လေသူရဲ့စိတ်ကလည်းငကောကဘာပဲဖြစ်အမေကလည်းမရှိအဖေလည်းမရှိဘောတော့ဘိုင်းနဲ့နေရတယ်ဆိုတော့အဲ့လေအားငယ်တော့ကကိုယ့်စီရောက်တုံးလေးခဏဘာပဲဖြစ်ဖြစ်နှုတ်ထွက်မှုလေးပေါ့နော်ကိုတက်နိုင်တက်လောက်ပေါ့နော်ဘလုံးနေရတွေ့တွေ့ပါဖေမရှင်ခေါင်းပါပဲဆိုရအတွေ့မျိုးလည်းဝင်တယ်ဘလုံးနေနေပါအဖေမရှိတော့မိနားမှာ မရှိတော့နည်းနည်းဥမ်းမနဲ့ဟိုကမေကြီးပြီဆိုတော့လောက်တယ်လေစူးစမ်းမယ်စူးစမ်းပြီးတော့ပတ်စံစုပြီးအမေနဲ့တူတူနေနိုင်မှုတော့စူးစမ်းဒါပေမဲ့အဲ့လိုတူတူနေနိုင်ချင်ပြင်ပြီးတော့ဝမ်းနဲ့ရှစ်လတားလောက်ထဲကပေါ့။အော်ရှစ်လတားလောက်ထဲကထားခဲ့တာ။အင်းတို့ဖိနေပေါ့နော်။အဲ့တော့တို့ဖိနေလည်းတိတ်ပြီးတော့အဆင်မပြေဘူးလေ။အင်းနောက်ခမရင်းနေရလည်းတိတ်အဆင်မပြေဘူးပေါ့နော်။ နော်နောက်ပြီးတော့စီးပွားရေးအဆင်မပြေတာလည်းပါတယ်အဲ့လိုတော့တိုက်တော့မကောင်းဘူးနော်ကိုကလေးထားခဲ့ရတယ်ဆိုတော့လေဘာပဲဖြစ်ဖြစ်အဲ့လိုမရနေတဲ့ time မှာလည်းဆက်ပါဆက်ခွင့်နေလောက်မပြန်တွေ့ဆက်ခွင့်တော့မပြန်တွေ့ရလားဟောအေးရှစ်လထားခဲ့ထားခဲ့ဟာဆက်ခွင့်လောက်ကြာမှပြန်တွေ့ရအင်းမပါကိုရရန်ကုန်တော့လဲနေပါနော်တော့လဲနေတဲ့အချိန်ကမှသူ့အိမ်ကိုဝင်လေတာ သူအိမ်ဝင်လဲမတူဖေးဆုံးတာလေကိုကြီးကမသိဘူးမသိတော့သူ့အဖိုင်းနဲ့တွေ့တာပေါ့သူ့ဖိုင်းကသူကလေးကိုပြန်လာခေါ်ရဲပဲဗျာထင်တာပေါ့မခေါ်ပါဘူးပေါ့နော်ဒီရိုင်းမဲမော်လမဲမှာအဖွားကြီးရှိရဲပေါ့အဖွားကြီးနဲ့အဆက်တွေပေါ့အဖွားကြီးဆက်တွေနေပြီးတော့အဲဒါဦးစင်းလေးရဲ့အကြောင်းရောက်နေပါလေဆိုပြီးပြောတာနဲ့ဦးစင်းလေးကြောင်းရောက်ပြီလားတွေ့အဲ့လိုနဲ့ဆက်တွေရတွေ့တွေ့ကြောအမေဆိုတတိယလားတိလားတိရတိလားတိ အာဖုန်းထဲမှာလည်းဗီဒီယိုကောလေးပဲပြောဘူးတော့အာအပြင်မှာတွေ့တော့တွေ့တွေ့ချင်းပြေးဖက်တယ်ပြေးနေတယ်ဘလိုလွမ်းလဲဆိုတော့ဟိုမိသားစုဆောင်နေထမင်းဝိုင်းသားတဲ့မိသားစုဆောင်နေထမင်းဝိုင်းနဲ့သားတဲ့နဲ့ဒီမားလေးအဖေမေခေါ်နေလဲခေါ်နေတယ်အများကြီးအားငယ်ဘလိုနေရာတွေ့တွေ့ပါဖေမေရှင်ခေါင်းမှာပဲဆိုရဲတွေ့မျိုးလဲဝင်တယ်ဘလိုနေနေပါအဖေမရှိတော့မိနားမှာမရှိတော့နည်းနည်းဝင်တယ် ကိုသားလေးကတွေးတဲ့ချိန်တော့တွေးကျင်လို့လုံးလဲကိုကအလုပ်တွေလုပ်နေနေသူမော်လမြန်ကိုဒူးတခါကြီးလာခဲ့တာလေတို့တို့တွေးကျင်လို့တော်လည်းရမော်လမြန်ကိုရောက်နေတယ်အဲ့လိုရောက်နေဆိုတော့ဒူးတခါကြီးလာတော့တွေးရတော့အိုးအဝေးကနေမြင်နေကွာအဲ့ဒါငါသားလေးကိုခံမယ်ဆိုတော့တွေးတယ်လေကအဲ့လိုအော်တွေးမိတာပေါ့နော်အော်ငါသားလေးဘယ်ရွယ်ရောက်ပြီဘယ်ရွယ်ရောက်ပြီပေါ့နော်ဒီလိုမျိုးတွေတော့ရှိတာပေါ့လေဘာပဲဖြစ်ဖြစ်ကိုလည်း ကိုအကြောင်းနဲ့ကိုပေါ့လေနောက်ကိုရှင်ပါလေအနောက်မှာလည်းမိသားစုရှိသေးတယ်လေအဲ့လိုလေးပေါ့လို့ဒါပြီးတော့ပဲအော်ငါသားလေးတို့ဖွားတို့ဖေသိပဲတော့မသိဘူးပေါ့လေအဲ့လိုတော့ရှိတာကိုတော့အမေစင်မှာထင်တာကျတော့အဖေနဲ့ပဲအဲ့အဲ့အရှင်းပြေတယ်အဲ့လိုပဲထင်တာပေါ့အဲ့လိုလေနောက်မှတို့ဖေသိမဲသိတာပေါ့နော်ဟောအဲ့လိုတို့ဖွားနဲ့တို့အဖေနဲ့ရှိနေတာပဲဩဘာပဲဖြစ်ဖြစ်ငါမူတာငါသားရောက်သားလေးပဲ အဲ့လိုစိတ်လေးနဲ့ဖြေတာပေါ့ဟုတ်ကဲ့အဲ့လိုပေါ့တွေ့ကျင်တာပေါ့ဘာနဲ့ပြောပါလဲတွေ့ကျင်တာပေါ့အိုးငါတော့တွေ့ကျင်လိုက်တာဘယ်လိုပဲဖြစ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အကြောင်းနဲ့ရောက်ကုန်မရောက်နိုင်ဘူးကောနော်ဟိုအဝေးလားဆိုလဲအဝေးတော့မဟုတ်ဘူးဒါပေမဲ့ဘယ်မှနေရလဲအခုကကြတော့ဘယ်မှလုံးလုံးနေလို့လဲ तू နောက်ထိုးအော်နောက်ထိုးနဲ့ရန်ကုန်နောက်ထိုးအေးမတွေ့ပြစ်နေတာမတွေ့ပြစ်နေတာ ဲ့လိုနဲ့ရင်ကိုလည်းကိုသူဝါရီတော့နောက်မှာပေါ့နော်မိသားစုတွေရှိတယ်သူဝါရီအတွက်ကိုအဲ့တော့ကိုမိသားစုကိုပဲဆိုင်တွေ့ရတယ်အဲ့တော့ကိုပဲရုံးကန်ရတဲ့ပုံမှာဒီကလေးကိုတော့မကြည့်နိုင်ဘူးအဲ့ရှန်လည်းဖုန်းတွေပိုင်းညာမပေါ်တော့ line တွေပိုင်းလည်းမဟုတ်မတုံးပြဘူးအဲ့လိုမျိုးပေါ့နော်အခုမှဖုန်းတွေပိုင်းညာတူရွယ်ရောက်လာပြီဆိုမှအဲ့တော့မှဖုန်းတွေပိုင်းညာတုံးနေမှာစတမိတ်ဆက်ရပေါ့ဒါမှတူပုံတော့ကိုကအနေနဲ့ဖတ်မိတယ်လေ ကိုကလေးဆိုတော့ကိုမမမိစရာအကြောင်းရှိပါဘူး။အဲ့လိုပေါ့။ဒီထုံးနဲ့ထားတယ်ပေါ့။အော်အရွယ်ကြီးတော်တော်ကြီးကြီးသွားပြီ။အရွယ်ကြီးကလည်းအရှိကြီးသေးတာမဟုတ်ဘူးပေါ့နော်။အဲ့လိုပေါ့။ဘာပဲဖြစ်ဖြစ်တူဖွားကိုလည်းကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်တူဖွားကြည့်ပေးခဲ့လို့လေဒီလိုအတိတ်တွေရောက်တာဟုတ်။ကိုကတော့အနည်းဆုံးနဲ့ရှစ်လကိုလလေးအရွယ်ကြီးကထားခဲ့ရတာဆိုတော့လေနော်။စိတ်တော့မနာပါဘူး။ဘာလို့ဆိုတော့ဟိုမွေးကျေးဇူးကျေးဇူးပါလေရှိရည်လေ။အမေမွေးပဲလို့သူဖြစ်လာဆိုအမေလည်းပြစ်မတင်ပါဘူးဒါမဲ့ဟိုငငယ်ရွယ်နဲ့ထားရတော့ပြစ်တင်တယ်ဒါမဲ့ ဟိုအခုချိန်မှာအဖေရောမေရောရှိမယ်ဆိုရင်အရာရာပြည့်စုံနေဆိုတော့မျက်နှာမငယ်ရအဲ့ဒါရှိတယ်။ဟိုကမေကြီးပြီဆိုတော့လောက်တည်းလဲစူးစမ်းမယ်စူးစမ်းပြီးတော့ပတ်စံစုပြီးအမေနဲ့တူတူနေနိုင်မှုတော့စူးစမ်းဒါပေမဲ့အဲ့လိုတူတူနေနိုင်တဲ့အချိန်မှာအဖေမရှိတော့ဘဲနဲ့အဖေမဟုတ်သူကတော့အားငယ်မှာဟောလေဘာဖြစ်တော့အားငယ်တတ်တယ်လေတူရဲ့စိတ်ကိုကလည်းငကိုကဘာပဲဖြစ်အမေရလည်းမရှိအဖေလည်းမရှိဘောတော့ဖိုင်းနေနေရတယ်ဆိုတော့သူတကယ်အားငယ်တော့သူကကိုယ့်စီရောက်တုံးလေးခဏဘာပဲဖြစ်ဖြစ် နော်ထွေးမှုလေးပေါ့နော်ကိုတက်နိုင်တက်လောက်ပေါ့နော်အဲ့လိုလေးခုဆိုတော့ तू မမေ့တော့ပြန်ကျင်တယ်မမေ့တော့သွားကျင်တယ်တခုဆိုအဝေးတနေရာသွားနေရတာမမေ့အမေ့ရှိပဲပြန်ကျင်တယ်ဆိုတော့ဟာမမေ့ကြားတော့အဲ့လိုမျိုးလေးတွေပေါ့နော်အော်ဘယ်လိုပဲဖြစ်ဖြစ်ကိုရဲ့သားသမီးတွေပေါ့နော်ဝေးกว่าနေတဲ့အခြေလေးပဲအဲ့လိုလည်းပြစ်မထားပါဘူးလို့နော် ပြစ်မထားပါနဲ့ဘာပဲဖြစ်သူတို့မှလည်းတာရုပ်တိုင်းစိတ်ခံစားချက်တွေနဲ့လေနေရတာဆိုတော့ကိုကျင်းစားပါတယ်လို့နော် ထူးထူးတော့ပြောတာမရှိပါဘူးဒါပေမဲ့ဟိုဆရာငယ်တိုင်းမှာကိုကိုပြန်ဖြည့်တွေ့ရအောင်နော်ဒါရှိဘွားဝေကျွေးကြောင်များလားဆိုပြီးအတွေ့အင်းနေမဲ့တွေးပြီးတော့ကိုကိုနှင်းသိရတာဟုတ်ကဲ့ပါအခုပြန်ထွက်သွားမှာဆိုရင်လားကြောက်ပါဆိုရင်ဘာလဲအနီးနားရောက်ပြီးတော့မှဆုံရှုံရမယ်လေကြောက်ဘာလဲအဖေကိုလည်းဆုံရုံနေပြီ